မင်္ဂလာပါဒီကနေ့မတ်လ9ရက်နေ့ဟာဆက်ရနာသိမ်းမှု1496ရက်မြောက်ဖြစ်ပါတယ်ဒီဘက်မှာတော့စစ်ကောင်းဆောင်ရဲ့ရုရှားခီးစဉ်နဲ့ကြောက်ဖြူဗမော်တိုက်ပွဲ၃လပြည့်အကြောင်းအရာတွေကိုတင်ဆက်နိုင်ဖို့စူးစီးထားပါတယ်ပထမအဆုံးသတင်းအကျဉ်းတွေကိုအရင်တင်ဆက်ချင်ပါတယ်သတင်းအကျဉ်းအနေနဲ့ကတော့ရုရှားသမ္မတကိုဗျာဒိတ်ဒေါ်လာကျွမ်းမင်းနဲ့ခိုင်းနိုင်ပြီးဘရင်လို့တုံ့နှုတ်ခဲ့တဲ့စစ်ကောင်းဆောင်ရဲ့ရုရှားခီးစဉ်အကြောင်းကို ပြောပြဖို့ရှိနေပါတယ် ဒီခီးစဉ်မှာ130မဂါဝက်ထုတ်နိုင်မဲ့နျူကလ িয়ার တပေါင်းဖို့တည်ဆောက်ရင်းနဲ့ဒဝဲရေနက်စိတ်ကန်စီမံကိန်းအပအဝင် အချက်၁၀ချက်ကိုသဘောတူခဲ့တယ်လို့စစ်ကောင်စီကပြောပေမဲ့အသေးစိတ်ကိုတော့လူထုကိုအသိပေးတာမရှိပါဘူးအခုတွေးဆမှုဟာမြန်မာနိုင်ငံကိုမြောက်ကိုရီးယားနိုင်ငံလိုနျူကလ িয়ার လက်နက်ပိုင်တဲ့အာဏာရှင်နိုင်ငံဖြစ်လာဖို့အားထုတ်မှုဖြစ်တယ်လို့ UNG ရဲ့ပြည်ထောင်စုဝန်ကြီးဒေါက်တာဆဆာကလည်းပြောပါဗျာ ပြီးတော့လူ့အခွင့်အရေးဆိုင်ရာအာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR ကလည်းရုရှားမြန်မာဆက်ဆံရေးဟာဒေသတွင်းလုံခြုံရေးကိုပါချိန်ချောက်နေတယ်လို့မက်ရှလ၄ရက်နေ့မှာသတိပေးလိုက်ပါတယ်မရှလ9ရက်မှာတော့စစ်ကောင်စီခေါင်းဆောင်ဟာအရှိဥရောပကကုန်တင်ပိတ်နိုင်ငံဖြစ်တဲ့ဘယ်လာရုစ်ကို ရောက်ရှိနေပါတယ်။ဘယ်လာရုစ်နိုင်ငံဟာသူ့ရဲ့နေဆက်ကိုဖျက်ပြီးယူကရိန်းတဲကိုရုရှားတပ်တွေဝင်ရောက်ဖို့ခွင့်ပြုခဲ့တဲ့အပြင် ရုရှားရဲ့အနုမြူလက်နက်တွေကိုသူ့ပိုင်နယ်ထဲထားဖို့ခွင့်ပြုတဲ့နိုင်ငံဖြစ်ပါတယ်။အခုတော့ရခိုင်သတင်းအချင်းတွေဘက်သွားရအောင်ပါ။ရခိုင်သတင်းအချင်းတွေဘက်မှဆိုရင်ကြောက်ဖြူနယ်မြို့တော်စစ်တွေကစစ်ရေးလှုပ်ရှားမှုတွေကို တင်ပြရမှာပါဒေသတွင်းသတင်းတွေအရကြောက်ဖြူမြို့နယ်တစ်ပုတ်တောင်တိုက်နယ်မှာရှိတဲ့ဒညဝရီရေတပ်ဌာနချုပ်နားမှာရှိတဲ့ကြေးဝါတွေမှာအ धिक တိုက်ပွဲဖြစ်နေတာပါအခုချိန်ထိဆိုရင် AA ကကာကင်းတချို့ကိုသိမ့်ပိုက်နိုင်ပြီး စစ်တပ်က drone တွေလက်နက်ကြီးတွေ navy တွေအပြင်လေကြောင်းကားတွေပါတိုက်ခိုက်နေပြီးမတ်လ6ရက်နေ့မှာနေအိမ်190လောက်ရှိတဲ့ဥကင်းကျွော်ဟာရွာလုံးကျွတ်နေပါမီးလောင်ခဲ့ရတဲ့အကြောင်းဒေသခံတွေကပြောပါတယ်။ဒါအပြင်တညရီရစ်တက်နယ်ဆယ်မိုင်ဝင်းကျင်အကွာမှာရှိတဲ့ကျွော်တွေဖြစ်ကြတဲ့စိုင်ချုံတစ်ပုတ်တောင်ရှောက်ချောင်းစီမော်ကတ်တပြေပြားတဲအပအဝင်ကျွော်ပေါင်း20ဝင်းကျင်လောက်ကဒေသခံတွေထွက်ပြေးနေရပြီး DVV ရဲ့ data တင်ကပေးပို့လာတဲ့အချက်လက်တွေအရဆိုရင်သိန်းရှောင်ရသူကတထောင်ခွဲနီးပါးရှိနေပါပြီ။ဒီလိုအခြေအနေတွေအောက်မှာပဲ February 29ရက်မှာတော့ရန်ကုန်လေစိတ်ကနေတဆင်ကြောက်ဖြူမြို့ကိုတရုတ်ကြေစာစစ်သားတချို့ရောက်လာတယ်လို့နှိဆက်သူတွေကလည်းပြောကြပါဗျ။ကြောက်ဖြူမှာခြေလင်းခြေမြန်တက်ရင်တွေအနေနဲ့ခမရ943 92ခလာရ34နဲ့ရဲတက်ရင်32တို့ရှိကြပြီး ရခိုင်မှာအကြီးဆုံးရေတပ်ဌာနချုပ်အခြေစိုက်ထားတာဖြစ်ပါတယ်။ကြောက်ပြူအလားတူပါပဲစစ်တွေမြို့နယ်ထဲမှာလည်းဂန်းကော့ကျွန်းရွာမှာအခြေစိုက်တဲ့စစ်ကောင်စီတပ်ကဒရုန်းတွေနဲ့ဘုံကျဲလို့မတ်လ6ရက်နေ့မနက်ပိုင်းမှာပဲဝါဘိုကျွရွာမှာရှိတဲ့နေအိမ်40နီးပါးမီးလောင်ခဲ့ရတယ်လို့ရွာကန်ကပြောပါတယ်။စစ်တွေမှာလည်းမြို့အနားဝန်းကျင်တပ်ရင်းတွေအနားမှာရှိကြတဲ့ကျေးရွာတွေအပြင်မြို့နယ်ချင်းထိစပ်နေတဲ့ ပေါတော်ပုံနှကျွန်းနဲ့ဒီရတေးတောင်မြို့နယ်အဆက်ဒီမှာနေထိုင်ကြတဲ့ဒေသခံတွေပါဆစ်ဆောင်နေရကြောင်းသိရပါတယ်။အခုတော့ဗမော်သတင်းအကျဉ်းဒီဘက်ကိုသွားရအောင်ပါ။ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ဗမော်မြို့သိမ်းတိုက်ပွဲဟာဒီဇင်ဘာ၄ရက်နေ့မှာစတင်လာကြောင်းမတ်လအထိဆိုရင်၃လပြည့်ပြီဆိုပေမဲ့တော်လိုင်းအင်အားစုတွေဘက်ကမြို့ကိုအပြည့်အဝမထိန်းချုပ်နိုင်သေးပါဘူး။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကဗမော်လေရင်ကွင်းအပအဝင်တပ်ရင်းတချို့နဲ့မျိုးပေါ်ရက်ကွက်တချို့ကိုတင်ထားနိုင်ပြီမဲ့စကခ27ဌာနချုပ်နဲ့ကြံတဲ့တပ်ရင်းတွေကိုတင်ပိုက်နိုင်ရေးစူးစမ်းနေရုံဖြစ်ပါတယ်စစ်တပ်ဘက်ကလည်းဗမော်မျိုးမကြည်အတွက်လေကြောင်းပစ်ကူအပြင်ဤပညာမြင့် drone တွေပါသုံးပြီးတရက်ကိုဘုံလုံး30ကနေ40အကြာကျဲချနေကြောင်း KIA ဘက်ကပြောပါတယ်ဗမော်မျိုးမှာစစ်ကောင်စီရဲ့တပ်ရင်းဌာနချုပ်20ဝန်းကျင်ရှိပြီး မိုင်း20ဝန်းကျင်လောက်အကျယ်ရှိတဲ့စစ်သက် area တွေကိုသိမ်းနိုင်ဖို့စ조사ရတဲ့အပြင်လေကြောင်းကနေပါရိခလက်နက်တွေနေတိုင်းချပေးနေတာကြောင့်အချိန်ကြာနေရတယ်ဆိုပေမဲ့မဆုတ်တန်းထိုးစစ်ဆင်နေတယ်လို့ဆိုပါရယ် KIA နဲ့ပူပေါင်းတပ်တွေအနေနဲ့ဗမော်မြို့သိမ်းတိုက်ပွဲကာလ3လဝန်းကျင်အတွင်းမန်စီမြို့ကတည်ရင်3ခုထပ်မနေကိုပါရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပါသေးတယ် အခုတင်ပြခဲ့တာတွေက DVB ကစူးစိရရှိထားတဲ့လောက်ပဲဖြစ်ပြီးဒေသခံတွေဒေသအခြေစိုက်သတင်းဌာနတွေသတင်းတောက်တွေတာဝန်ရှိသူတွေရဲ့ပြောပြချက်နဲ့ထုတ်ပြန်ချက်တွေကိုကိုးကားထားတာဖြစ်ပါတယ်။နောက်ဆက်တွဲသတင်းတွေကိုတော့ DVB ရဲ့ website facebook နဲ့ youtube channel တွေမှာအချိန်နဲ့သတင်းကြီးပေါ်ပြပေးနေပါတယ်ခင်ဗျာ။